ရေးထောက်အောင်မှာရေးသားဟောင်းနေနဲ့တအုပ်ထောက်အောင်မှာဟုတ်ဘယ်ပြောမလဲဘယ်ပြောမလဲစာအုပ်ပဲဝယ်ပတ်လိုက်ဆက်လက်ရှင်ပေါ့အချစ်ဆုံးနေပဲစုပြီးတော့အဲဘောအဟိုအဲ့လိုမျိုးအဲ့လိုတကူးတကကြီးတော့မဆုံးမတော့ပါဘူးကိုကဆုံးမပဲလေကိုရတော့မှမမဟုတ်တာတကူးတကတော့မဆုံးမတော့ဒါပဲမဲ့ပေါ့နော်အော်ပေါ့နော်နောင်တာပေါ့တို့တို့ဘဝမှာကျမအောင်မရခဲ့တဲ့နောင်တာရအောင်တော့ထည့်ရမှာပေါ့နော် ူးတပြည့်အမရဲ့ဟိုမှာရီးစားဟောက်နေပါရဲ့မြင်မယ်ကိုစအခုအဲ့ခါကျငါတို့ကြောင်များရေးထားလာပေါ့နော်ဆိုပြီးဝယ်มาပဲအဲ့လိုပြီးရင်သူတို့သူတို့ရဲ့သမီးတွေပါတယ်လဲကိုယ့် fan ဖြစ်လာနိုင်တယ်လေနော်အဲ့လိုမျိုးဒါသဘောတသက်ဆက်ဖြစ်လာမှာအခုတော့သူတို့ရဲ့ရီးစားအစ်စ်တွေကကိုယ့် fan ဖြစ်နေပြီ ဟုတ်တယ်အချို့တော့နိုင်ငံသားတော့အကြောင်းသားတက်တာယူနယ်စာကိုယူသွားတယ်ယူနယ်စာကိုယူသွားဘာလို့ဆိုတော့ဒါကဟိုသူတို့အတွက် ရုပ်ပိုင်းဆိုင်ရာအင်ပိုင်းစိတ်ပိုင်းဆိုင်ရာအာဟိုယူနယ်ဟာအပြင်မှာ reality မှာစောက်ထဲကအတိုင်း exactly နေတဲ့သူဖြစ်တာသူက impression သိတဲ့အခါကျတော့ကိုရင်းနေရာရာကဘာသာကလျှောက်ပြောပြီးနေရာမဟုတ်ဘူးကိုအပြင်လက်တွေ့မှာဒီလိုဖြတ်တန်းတာသိတော့လေသူတို့ကအမြဲ reminder ပေါ့နော်ယူသွားတယ်ရေးသားအောင်တိုင်းမှာယူနယ်စာကိုရှိရဲ UK မှာလည်းရှိတယ်ဒူဘိုင်းမှာလည်းရှိတယ်ထိုင်းမှာလည်းရှိအကုန်စာအုပ်တွေရှိတယ်အဲ့တော့ သူတို့အဲ့စာကိုမပြောက်ရင်တော့တနေ့သူတို့သမီးဆက်ဖက်ပေါ့နော်နော်เสียมิ้นตันก็ปอเนาะอเปมมาแล้วเข็นเนี่ยตู้เยสาริอ่ะแล้วโห Facebook page มาผัดနေจ้ะปอเนาะ in person แล้วติเลยสรอกสาอุอ่าอติปวยสรอกลาပြီးอ่ะไปอ่ะบ่ဟုတ်แกဟုတ်ဟုတ် စာအုပ်တော့ကိုယူနော်တော့ရေးရတာအနည်းဆုံးတစ်နှစ်လောက်အချိန်ယူပြီးတော့ရေးရတော့လေဒီချိန်လေးပဲတစ်နှစ်လောက်ရေးလာခဲ့တဲ့ဟာရဲ့အသီးပွင့်ကိုတွေ့ရတာပြီးတော့ကို့အပေးရဲ့ပြိသက်တင်နေလဲဒီချိန်မှာမဲတွေ့ရတာဆိုတော့လေဟိုပျော်ပြပျော်ပြလို့မရတဲ့ PT ပေါ့နော်ဟုတ်ဘဝဖြတ်တမ်းမှုနည်းနည်းတော့ကြီးရောတော့တကယ်တော့ဆိုတော့လူရင်းခြုံပြောရမယ်ဆိုရင်တော့ဟိုလူဘဝမှာအယူဆမျိုးစုံရှိကြတယ်ဆိုတော့ယူနော်တော့အသက်ရွယ်နဲ့ကိုကြုံနေတဲ့ဘဝခြေနေက တနစ်နဲ့တနစ်မတူဘူးအဲ့တော့မတူတဲ့အခြေအနေတွေနှစ်တေချားထဲမှာကိုနဲ့ကိုက်နေတဲ့အယူအဆကိုယူပြီးတော့သုံးတယ်ပေါ့နော်အဲ့တော့ဟိုယူနော်တို့ဒီ outfit အမျိုးမျိုးဝတ်ပြီးတော့မှ casual ပွဲဆိုရင် casual outfit လေးဝတ်သွားတယ်ပြီးသွားရင်ပွဲနေပွဲတိုင်းဆိုပွဲနေပွဲတိုင်းအင်းကြီးဝတ်ပြီးသွားတယ်အဲ့လိုပဲဘဝအယူအဆတွေကလည်းတစ်ခုထက်မကကိုယ့်ရဲ့ bureau ထဲမှာရှိရယ်ဆိုရင်အဲ့ဒီအခြေအနေပေါ်မူတည်ပြီးတော့ကိုကကိုနဲ့လိုက်ဖက်တဲ့အယူအဆနဲ့ရှင်သန်လို့ရရယ်ပေါ့အဲ့ဒါကြောင့်မဲဒီစာအုပ်တွေကိုဟိုဖတ် ပြောဦးနာဆရာမလည်းပြောသွားတယ်လို့ပေါ့နော်ဆရာလည်းပြောတယ်လို့ပေါ့အယူဆတစ်ခုတည်းမကရှိရင်ကိုကကိုရဲ့ဘဝမှာသူများတဲ့ပုံကြီးတက်တောင်းတက်တာဖြစ်တယ်ဆိုတော့ယူနယ်ရဲ့ဘဝပြတ်တမ်းပုံကတော့အယူဆတစ်ခုမကရှိဖို့အများရန် resource full ဖြစ်အောင်အာအတွေ့အကြုံကပဲဖြစ်ဖြစ်လူတွေစီရပဲဖြစ်ဖြစ်စာအုပ်စီရပဲဖြစ်ဖြစ်ပေါ့နော်အများ curious ဖြစ်တဲ့စိတ်နဲ့လေ့လာရတယ်။အဲ့ဒါဒါယူနယ်ရဲ့မူလဘဝပြတ်တမ်းပုံပေါ့နော်ဟုတ် တာကတော့ကိုကအစတည်းကရွံ့ရွံ့ရေးတဲ့စာမျိုးစာကလည်း minimalism ကိုရေးတာပေါ့နော်ကိုကိုတိုင်ကလည်း minimalist လို့ခုနပြောတဲ့အယူဆလို့ပေါ့ဒီမတိုင်ခင်တော့ရွံ့ရွံ့က tour guide french speaking tour guide in the bada elanyon ပေါ့နော်အဲ့တော့အဲ့တုန်းကငွေတွေကလည်းရတယ်ပြီးတော့ဟိုဖြတ်တန်းရတာ luxury life ဆိုတော့ materialist ဖြစ်တော့အဲ့တုန်းကဘဝယူဆဆိုရင်ကိုကကိုရဲ့ငွေနဲ့ကောင်းကောင်းသုံးမယ်ကောင်းကောင်းနေမယ်ဆိုပြီးတော့ဒီလိုသုံးနေဖြုံးနေအဲ့ဒီအယူဆနဲ့ပေါ့အဲ့လိုကနေ covid တွေဖြစ် tourism ရက်အဲ့မှာတခါ minimalism ဆိုတဲ့အယူဆကိုကိုကတော့သုံးတဲ့ပြန်တယ်အဲ့ တော့အဲ့လိုသုံးတဲ့တဲ့ဒီယူဆကိုယူရင်းနဲ့နေထိုင်ရင်းနဲ့ဒီလိုအာ fashion မှာပါတာ minimalism မှာကြတော့လေအဲ့လိုနေရင်းနဲ့အာဒီနေ့အထိအခုထိတော့အဲ့ဒီယူဆကယူနေတော့အသုံးဝင်သေးရပေါ့နော်တနည်းနည်းတစ်ချိန်ချိန်တော့ဘာယူဆကိုပြောင်းလဲပြီးနေအောင်မလဲတော့မသိတော့ fashion ကလည်းအဲ့ဒီကနေလာတဲ့ဟာပေါ့ဟုတ် ဟုတ်ပြင်တဲ့တိုးကိုက်သွားဟိုအမှန်တော့တိုးကိုက်လို့ပြောရင်လူတွေကလေဟိုဘာသာပြန်လို့လို့အဲအဲလန်းညုံတို့တော့မရှင်းဘူးအဲလန်းညုံရဲဆိုတာကတမိုင်းတောင်ရှင်းပြရုံနဲ့မကဘူးဘီတုကာရေပြီးသွားလို့ရှင်ရင်ဟိုဒီယဉ်ကျေးမှုတွေ topic အစုံပထဝီအများကြီးပေါ့နော်အဲ့ဒီအရာတွေကိုဒီကိုယ်နိုင်ငံတောင်ဘာမှမသိတဲ့သူတွေကိုနှစ်ပတ်လောက်အလုံးဝမပြင်းအောင်စိတ်ဝင်စားဖို့ကောင်းရှင်းပြရရဲဆိုတာ storytelling skills မရှိပဲမရဘူးပေါ့နော်အဲ့တော့ storytelling skills ဆိုတာစာရေးတာနဲ့ပါဇက်ကပြောလိုက်တာနဲ့ပဲကွာတာအဲ့တော့ဟိုဒါကဘာသာစကားကနေအခြေခံလာတဲ့ skills ဆို ို့ပဲမြင်လဲဆိုတဲ့ခါကျတော့အဲ့တုန်းကတော့စာရင်အများကြီးမြေးဖြစ်ဘူးဒါပေမဲ့အရန်ဖတ်ခဲ့ရတယ်ဖတ်ခဲ့ရအများလုံးအကြီးလို့ကိုယ်ရင်ထဲမှာတည်တဲ့ဟာတွေကိုထုတ်ရေးချင်လာတာကကြာဒီကိုဗစ်ကနေစရတယ်ပေါ့နော်အဲ့ထဲမှာလည်းပိတ်မိသွားတယ်ဆိုတော့ကိုရှင်းပြကြဲ့ဧည့်သည်ရလည်းမရှိတော့ဘူးအဲ့လိုကနေရေးဖြစ်သွားတော့အန်ဝင်ခွေကြဖြတ်လာဆိုရင်ဖြစ်တယ်ပေါ့နော်ဟိုရုတ်ရက်ချင်းတော့နှစ်ခုက professional ကဘာမှမဆိုင်ဘူးလို့ပဲဒါပေမဲ့အဲ့ထိုက်ရိုက်သက်ဆိုင်ပါရဲ့ဟုတ်စိတ်ရှည်ရတယ်နောက်တစ်ခုစေတနာပေါ့နော်ကိုကသူများကိုကိုရေးလိုက်တဲ့စာလေးဖတ်ပြီးတော့ ခံစားချက်လေးဖြစ်ဖြစ်ကောင်းသွားစေချင်တယ်အဲ့ဒီစေတနာထည့်လိုက်ရင်ကျတော့စိတ်မရှည်ရင်တော့မအောင်ငါပို့ပြီးရှင်းပြလိုက်ရင်ပိုနားလဲသွားမယ်ပို့ပြီးတော့သူတို့ဖတ်ရအကျိုးရှိသွားမယ်အဲ့စိတ်ပေါ့ဟုတ်ပြန်ဖတ်ရတာ to be honest ပြောရရင်တော့ဒီစာအုပ်မထွက်လာခင်တော့ဖတ်ရပျော်တယ်ဒါပေမဲ့စာအုပ်ဖတ်ဖို့အတွက်စာမှုအစဉ်စဉ်ဆက်တဲ့ချိန်ခဏခဏဖတ်ရမဖတ်ချင်တော့အခုဆိုရင်ဟိုယူနယ်စာအုပ်တော့အုပ်ထွက်ထားရပေါ့နော်တနှစ်တော့အုပ်တော့ကြိုးစားပြီးရေးတယ်အဲ့တော့အုပ်လုံးကိုပြန်ကိုမကြည့်ချင်းတော့ဒါပေမဲ့ရေးပြီးတော့ပြန်ဖတ်တဲ့အခါကျတော့ခံစားချက်က ထူးဆန်းတဲ့ခံစားချက် wonderful ပေါ့နော် incredible ဟောငါငါအဲ့လိုစာအုပ်ထဲမှာတော့ထွက်လာပြီလားပေါ့နော်ပြီးတော့အဲ့လိုရေရှည်ပို့ခံစားချက်ဖြစ်တာကြတော့စာပြန်ဖတ်ရတဲ့အဲ့ကိုယ့်ရဲ့စာအုပ်လေးကိုစောင်းဆိုင်သွားရင်တွေ့ရတဲ့ခံစားချက်ကွာစာအုပ် fan ပဲဟိုကိုယ့်စာအုပ်မှမဟုတ်ဘူးဘယ်သူစာအုပ်ဆိုအစ်စ်ထွက်ရင်တော်တော်ပြီးတော့ဝယ်တယ်ပေါ့နော်အပတ်တိုင်းစာအုပ်ဆိုင်ရောက်တယ်အဲ့ခါကျရင်ကိုယ့်စာအုပ်ကိုမြင်အဲ့ဒီခံစားချက်က ဟိုအဲ့ဒီအဲ့ဒါအတွက်ပဲငါဒီ career ကိုဆက်သွားရမယ်ဆိုရခံစားချက်ဖြစ်တယ်ပေါ့ဟုတ်တူတူပြအမရဲ့အမရီစာဟောင်းနေပါရင်မြင်မယ်ကိုစားအခုဟဲ့ခါကြငါတို့ကြောင်များရေးထားလာပေါ့နော်ဆိုပြီးဝယ်มาပဲအဲ့လိုပြီးရင်တို့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 ရဲ့သမီးတွေပါတယ်လဲကိုယ့် fan ဖြစ်လာနိုင်တယ်လေနော်အဲ့အဲ့လိုမျိုးဒါသဘောတသက်ဆက်ဖြစ်လာမှာအခုတော့တို့ရဲ့ရီစာအစ်စ်တွေကကိုယ့် fan ဖြစ်နေပြီ ဟုတ်တယ်တချို့ဆိုနိုင်ငံသားတော့အကြောင်းတော့တတ်တယ်ယူနယ်ဆာကိုယူသွားတယ်ယူနယ်ဆာကိုယူသွားဘာလို့ဆိုတော့ဒါကဟိုတို့တို့အတွက်ရုပ်ပိုင်းဆိုင်ရာအင်ပိုင်းစိတ်ပိုင်းဆိုင်ရာအာဟိုယူနယ်ဟာအပြင်မှာ reality မှာဆောက်ထဲကအတိုင်း exactly နေတဲ့သူဖြစ်တာတို့က impression သိတဲ့အခါကျတော့ကိုရင်းနေရာရာကိုကဘာသာကလျှောက်ပြောပြီးရင်းနေရာမဟုတ်ဘူးကိုအပြင်လက်တွေ့မှာဒီလိုဖြတ်တန်းတာသိတော့လေတို့ကအမြဲ reminder ပေါ့နော်ယူသွားတယ်ရေးသားအောင်နိုင်မှာယူနယ်ဆာကိုရှိရဲ UK မှာလည်းရှိတယ်ဒူဘိုင်းမှာလည်းရှိတယ်ထိုင်းမှာလည်းရှိတယ်အကုန်ဆောက်တွေရှိတယ်အဲ့တော့ သူတို့အဲ့စာကိုမပြောက်ရင်တော့တနေ့သူတို့သမီးဆက်ဖက်ပေါ့နော်နော်ဒါပေါ့ရေးထုတ်အောင်ပါရေးစားဟောင်းနေနဲ့တအုပ်ထုတ်အောင်ပါဟုတ်ဘယ်ပြောမလဲဘယ်ပြောမလဲစာအုပ်ပဲဝယ်ပတ်လိုက်တယ်ဆက်လက်ရှင်ပေါ့အချစ်ဆုံးနေပဲစုပြီးတော့အဲပေါ့ဟိုအဲ့လိုမျိုးအဲ့လိုတကူးတကကြီးတော့မဆုံးမတော့ပါဘူးကိုကဆုံးမပဲလေကိုရတော့မှမမဟုတ် တကူးတကတော့မဆုံးမတော့ဒါပဲမဲ့ပေါ့နော်အော်ပေါ့နော်နောင်တပေါ့သူတို့ဘဝမှာကျမအောင်မရခဲ့တဲ့နောင်တရအောင်တော့ထည့်ရမှာပေါ့နော်မပြောတတ်ဘူးအမ်သူတို့ကယူနော်တို့အမြဲဝမ်းတာပြီးယူနော်အဲ့လို break up ဖြစ်လဲဟိုတယောက်နဲ့တယောက်အဲ့လိုမုံနဲ့ဆက်ဆိုင်ရင်မုံမိတ်ဆွေလိုအမြဲတမ်းရှိနေတဲ့အတွက်သူတို့ကစာအုပ်သစ်ထွက်လဲအားပေးတယ်စောက်တော့ဝယ်ပေးတယ်အဲ့လိုအမြဲ encourage လုပ်တယ်ဆိုတော့ရှင်နေမှာရှင်နေမှာဟုတ်တယ်အငယ်ဆုံးလေးတောင်မှအငယ်ဆုံးလေးဆိုတော့အခုထိကြောင်းတောင်မပြီးသေးဘူး ဟုတ်တယ်စာမိုးပွဲကူมาပြီးရခလေးငယ်ဆုံးမဘဲငယ်ဆုံးဟုတ်တော့ဟုတ်တယ်မပြောတော့ပါဘာတကူတကတော့အဲ့လိုတော်တယ်ဒီဘာရောရေလို့တော့မပြောပါဘူးဒါပေမဲ့အကြံဉာဏ်လိုရင်တော့လာလာတောင်းတယ်အဲ့လိုပေါ့ဟုတ် mentor ပေါ့နော် မတွေ့ကြုံတခုပါပဲဒီလိုဟိုဘာခေါ် memories ပေါ့ဟုတ်ရွယ်ဟိုကြတော့ချို့ကစာအုပ်နဲ့တွဲတည့်ရသူရှိရတွဲမတည့်ရသူရှိရယူရွယ်ကိုအတိကစာအုပ်နဲ့မှတ်မိတာကြတော့ကိုကမှကိုလူပါဆိုစာအုပ်ပေါ့နော်အဲ့စာတော့ပထမဆုံးထွက်တာဒုတိယစာအုပ်က drama free living ပေါ့နော်အခုတတိယပြီးခဲ့တဲ့နှစ်ကထွက်တာ walking tour လက်ခေါင်းမော့လျှောက်ပါပေါ့မြန်မာလို့ဆိုရင်စာအုပ်ဆိုင်တိုင်းမှာရတယ် online စာအုပ် page တွေအနေနဲ့မှာလို့ရပါတယ်ဒီ city map တွေဘာတွေမှာလည်းရရရှင့်ဟုတ်ဟုတ်ကျေးဇူးပါဟုတ်